ဂျပန်မှာပဲတွေ့ရနိုင်တဲ့ကိစ္စများဂျပန်နိုင်ငံကအာရှမှာအတိုးတက်ဆုံးနိုင်ငံဖြစ်တယ်လို့တိုချိုမြို့ဆိုရင်လည်းလူရေ38တန်းနေထိုင်ပြီးကမ္ဘာလူနေမျိုးအထူးထက်ဆုံးမြို့တစ်မြို့ဖြစ်ပါတယ်ဂျပန်မှာကတီထွင်မှုကောင်းတဲ့အပြင်တခြားမှာမမြင်ရတာတွေကိုလည်းမြင်နိုင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်တင်ကား channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ဂျပန်မှာပဲတွေ့ရနိုင်တဲ့ထူးထူးဆန်းဆန်းကိစ္စလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ် ခင်းကျင်းထားတဲ့အစားအသောက်ပုံတူများနေရာတစ်ခုကိုအလဲသွိုင်းရင်အဲ့ဒီဒေသရင်အစားအသောက်တွေကို စားချင်ကြမှာတော့အမှန်ပါပဲအဲဒါကြောင့်မန်နူးတွေမှာရနိုင်တဲ့အစားအသောက်တွေကို ပုံနဲ့တကွပြထားတဲ့အလေးချက်တွေရှိလာရတာပါဂျပန်မှာတော့အဲ့ဒါထက်ကိုတဆင့်မြင့်သွားပြီလို့ပြောနိုင်ပါလေဂျပန်ကစားတောက်ဆိုင်တွေကသူတို့ရဲ့ဆိုင်တွေမှာရနိုင်တဲ့အစားအသောက်ပုံစံတူတွေကိုလမ်းသားလမ်းလာတွေမြင်နိုင်အောင်လို့မှန်ကန်တွေထဲမှာပြထားတတ်ပါတယ် လလာပပပြင်ဆင်ထားတဲ့အဲ့ဒီအစားအသောက်တွေကပါစားရမလဲမသိဖြစ်နေတဲ့သူတွေကိုတော့ကောင်းကောင်းဆွဲဆောင်နိုင်မှာတော့အမှန်ပါပဲ။ရှေ့မှာပြထားတဲ့စားသောက်တွေကတကယ်အစ်စ်တော်မဟုတ်ပါဘူး။ဆီလီကွန်နဲ့လုပ်ထားတဲ့ပုံတူရုပ်တွေပဲဖြစ်ပါတယ်။ဒါပေမဲ့ပြင်ဆင်ထားတာပြည်ပြင်းလွန်းချက်ကပီယာပလင်းဆိုရင်တော့အမြုပ်တစီစီထနေတာကိုတွေ့ရမှာပါ။ဘာလို့လို့ရတဲ့ vending machine vending machine ဆိုတာကတော့ပတ်စံထည့်လိုက်ရင် လူဂျင်နရီချလာတဲ့ဆက်စွန်တော်ကိုတော့အားလုံးသိကြမှာပါ။နိုင်ငံတတော်များများမှာတော့ရေနဲ့အေးတွေကိုတီဆက်တွေကနေဝယ်လို့ရပါတယ်။ဒါပေမဲ့ဂျပန်မှာတော့စားတောက်စရာတွေတင်မကဘဲစတိုးဆိုင်မှာဝယ်လို့ရတဲ့ပစ္စည်းတတော်များများကိုတီဆက်တွေကနေဝယ်နိုင်ပါလေ။ဂျပန်တနိုင်ငံလုံးမှာဒီလိုစပောင်း၅သန်းလောက်ရှိနေတာပါ။အဲ့ဒါကြောင့်ဘာပဲလို့လို့ vending machine ရှိတယ်လို့တောင်ပြောရမလို့ဖြစ်နေပါတယ်။ ။တကူရီဟိုတယ်ဂျပန်မှာရှိတဲ့ထူးထူးဆန်းဆန်းကိစ္စတကူကတော့တကူစာပင်ဝန်ဆန်တဲ့တဲခိုခန်းလေးတွေပါ။သူတို့ကိုစေးနာဟိုတယ်ဆိုပြီးနာမည်ပေးထားပါတယ်။ဒီမှာမြင်နေရတဲ့အတိုင်းတကယ်ကို လူတကူစာပင်ဝန်ဆန်တာကိုတွေ့ရမှာပါ။အထင်းမှာမတ်တက်ရက်လူတော်မရပါဘဲထိုင်တာနဲ့လဲတာကိုတော့တတ်တတ်သားသားလုပ်နိုင်ပါတယ်။နောက်ပြီးဒီလိုခန်းနေများကြီးကိုတန်းစီပြီးဖွဲ့စည်းထားတာဖြစ်လို့ပြောင်းအောင်နေတော့တူတယ်လို့ဆိုရမှာပါ ရေချိုကန်းနဲ့အင်တာကူတော့ပုံ300မှာဖြစ်ပေမဲ့တန်တန်ရှင်းရှင်းရှိနေအတွက်ကိစ္စမရှိဘူးလို့ပြောလို့ရပါတယ်။တန်းခုစီးတေးတာတာဖြစ်တဲ့အတွက်ချွေတာခြင်းတဲ့သူတွေအတွက်ကတော့ဈေးတက်တက်တာတာနဲ့အနားယူစရာအခွင့်အရေးတခုထပ်ရတာတော့အမှန်ပါပဲရှင်။ပြည်စုံလုံးနဲ့အများပြည်သူဆက်သွယ်ရေးဝန်ဆောင်မှုဂျပန်ရဲ့မြေအောင်ရထားလမ်းစနစ်ကအဆင်မြင်တယ်လို့လမ်းညွှန်ချက်တွေပြည့်ပြည့်စုံစုံရှိနေကြောင်းခီးသွားတွေအတွက်အရန်ကိုအဆင်ပြေလာပါတယ်။ အဲဒါကြောင့်ဂျပန်ကကမ္ဘာအကောင်ဆုံးတည်ယူပို့ဆောင်ရေးစနစ်ပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်သတ်မှတ်ထားခဲ့ရတာပါခရီးဝေးဝေးနီနီမြေအောင်ရထားစီးတက်ရင်သွားလာလို့ရတယ်လို့အချိန်နဲ့မျှထွက်နေတဲ့ပြည်တွင်းလေကြောင်းလိုင်းတွေမြို့တွင်းဘတ်စကားလိုင်းတွေကလည်းအချိန်နှောင့်နှေးမှုတွေကိုရှော့ချပေးစီမှာပါကြီးစံရထားဆိုရင်လည်းတနအီကိုကီလိုမီတာ320လောက်ထိသွားနိုင်တာကြောင့်ခရီးဝေးဝေးတောင်မှတခြားနိုင်ငံတွေထက်သွားလာချိန်ပိုနေပါတယ် အားလုံးပဲဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like လေးနှိပ်ပြီးအားပေးနိုင်ပါတယ်။ဒီလိုဗီဒီယိုလေးတွေကိုဆက်တင်သွားမှာဖြစ်တဲ့အတွက်မလွတ်ရလျောက် subscribe လေးလုပ်ပေးဖို့လည်းတိုက်တွန်းလိုက်ပါတယ်။အဆုံးထိတိရှိပေးတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရစေ။